အားလုံးပဲမင်္ဂလာပါလို့ဥစွာပရမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမာပြင်းညော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါတင်ဆက်ပေးမှာကတော့2025ခုနှစ်ဒီဇင်ဘာလ17ရက်ပိုင်းမှာငွေအစုလိုက်ပုံလဲဝင်ပြီးတတိဖြစ်မိနေ့နဲ့၄ခုဆိုတော့ဟောစဉ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်ခொနရတတမီအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ခொနရတတမီရဲ့အတွက်ပေါ့နော် 2025ခုနှစ်12လအပိုင်းမှာပေါ့เนาะပါတယ်ကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိရအောင်လို့ဒါတော့ကတ်ကြည့်ပေးมาပဲဖြစ်ပါတယ်အပမင်းတိန်ခါရဲ့ဒါတော့ပေးတယ်ဟောနေ့အတိုင်းကိုဒါတော့ပေးတယ်ဟောကြားပေးมาပဲဖြစ်ပါတယ်ပေါ့เนาะလက္ခဏာမင်းမဲ့ဆိုလို့ရှိရင်စောစောဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မင်းများလို့ရှားပါတယ်လက္ခဏာနဲ့စာတာပူတွဲဆစ်ဆေးလို့ရှားပါတယ်ပေါ့เนาะပထမဆုံးကျွန်တော်တို့ တနင်္ဂနွေသာသမီရဲ့အတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။တနင်္ဂနွေသာသမီရဲ့ပါလို့ရှိရင် comment လေးတွေမှန်ပေးသွားကြပါဦးပေါ့နော်။ကြတော့ပေါ့2025ခုနှစ်ပေါ့နော်17လပိုင်းနဲ့မှာတနင်္ဂနွေသာသမီအနေနဲ့ပေါ့နော်ဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေသားသမီးအနေနဲ့ကျွန်တော်ဆန္ဒလာပိုင်းထဲမှာအပြောင်းအရွှေ့တွေကောင်းတယ်။အလုပ်ပြောင်းတာပဲဖြစ်ဖြစ်အိမ်ပြောင်းတာပဲဖြစ်ဖြစ်နေရာပြောင်းတာပဲဖြစ်ဖြစ်ဒါမျိုးတွေပြောင်းပြောင်းရင်ကောင်းတယ်ပေါ့နော်။ရှင်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်။ဝန်ထမ်းတွေဆိုလို့ရှိရင်ယာတူတက်ကိန်းတွေရှိရပေါ့နော်။လက်ရွှေကိန်းတွေရှိရပေါ့နော်။နောက်ပြကြလို့ရှိရင်ကျွန်တော်တို့ပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ ဝေကုံနာမျိုးတွေတာမျိုးတွေကြုံတွေ့ရတတ်တယ်။သူတစ်ပါးကိုငွေဆိုင်၍ငွေလျော်ရတတ်တယ်ပေါ့နော်။အကျိုးပေးကဏ္ဍကတော့ကျွန်တော်တို့30ပဲဖြစ်ပါတယ်ပေါ့နော်။တန်တယ်လားသာသမီတွေကဘာဖတ်ကြပေးမှာပဲဖြစ်ပါတယ်။တန်တယ်လားသာသမီအနေနဲ့ပေါ့နော်2025ခုနှစ်17လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိရအောင်လို့ ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အပမင်းတိုင်ခါရဲ့ဒါတော့ပေတဲ့ဟောနေ့အတိုင်းကိုဒါတော့ပေတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်လက္ခဏာမေးမယ်ဆိုတော့ရှင်သတော်ဆိုရက် Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှားပါတယ်လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရှားပါတယ်ပေါ့နော်တနင်္လာသတ္တမီရဲ့အနေနဲ့ပေါ့နော်ကြတော့2025ခုနှစ်7လပိုင်းထဲမှာ ပါရကြုံတွေ့လာရနိုင်တယ်လဲဆိုတာလေးကိုသိအောင်လို့ပေါ့တတိယသာသမီအနေနဲ့အိမ်ကိစ္စပြဿနာလေးကြုံလာတတ်တယ်အိမ်နဲ့ပတ်သက်ပြီးပေါ့နော်စိတ်ညစ်ရတာမျိုးစိတ်ပူပန်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ငွေဝင်တော်လဲပဲပေါ့ငွေမမြဲတာမျိုးပေါ့ကုန်စရာတွေပေါ်လာတာမျိုးပေါ့နော်ဝင်ငွေနဲ့ထွက်ငွေတွေမမျှတာမျိုး တာမျိုးလေးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်။လောင်းကစားလို့သူဆိုလို့ရှိရင်လောင်းကစားနဲ့ပတ်သက်ရင်အကျိုးမပေးဘူး။အရှုံးတွေနဲ့ရှင်ဆိုင်ရတတ်တယ်ပေါ့နော်။ကျတော့၁၂လပိုင်းထဲမှာပေါ့နော်။မီးနဲ့ပတ်သက်ပြီးတော့လဲကျတော့စစ်မပြေဖြစ်တာမျိုးတွေစိတ်ညစ်ရတာမျိုးတွေစိတ်တော့ခါရောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်။ မီးလန်းတာမျိုးတွေပေါ့မီးလောင်တာမျိုးတွေပေါ့နော်ဒါမျိုးတွေပြတ်တက်တယ်ပေါ့အဲ့လိုမျိုးလေးတွေဖြစ်လာလို့ရှိရပေါ့နော်ကြတော့အဝတ်ဟောင်းတစ်ထည်ကိုစွန့်ပစ်လိုက်ပါပြီးရထီထိုးပါကြတော့ထီထိုးတဲ့အခါမှာလဲဆယ်ပုံးတစ်ပုံလှူမယ်လို့ပြောပြီးတော့ထီထိုးတာမျိုးတွေထီကန်ဆန်းတာမျိုးတွေကြတော့ပြုလုပ်ပါပေါ့နော်အကျိုးပေးကထန်းကတော့ကျွန်တော်တို့78 78ပဲဖြစ်ပါတယ် တသမီးတွေရှိလို့ရှင်လဲတသမီးနဲ့ပတ်သက်ရင်စိတ်မအေးချမ်းတာမျိုးတွေစိတ်ပူပန်ရတာမျိုးတွေပေါ့စိတ်တော့ကရောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်တသမီးတွေရဲ့ဒုက္ခဘေးမှုတွေပေါ့နော်ဒါမျိုးတွေလည်းခံရတတ်တယ်ပေါ့နော်အင်္ဂါတသမီးတွေကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အင်္ဂါတသမီးတွေပါလို့ရှိရင် comment လေးတွေအမှတ်ပေးသွားကြပါအောင်ပေါ့နော်အင်္ဂါတသမီးအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာ ဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိရအောင်လို့တာရော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အပမင်းတိုင်ခါရဲ့တာရော့ပေတဲ့ဟောနေ့အတိုင်းကိုတာရော့ပေတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါတယ်လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရှာပါတယ်ပေါ့နော်အင်္ဂါတတမင်းအနေနဲ့ပေါ့နော်ကျတော့2025ခုနှစ် 12လပိုင်းနဲ့ပါပေါ့နော်နိုင်ငံခြားနဲ့ပတ်သက်ရင်ကျွန်တော်တို့အဆင်ပြေတာမျိုးတွေကံကောင်းတာမျိုးတွေသတင်းစကားကောင်းတွေကြားတာမျိုးတွေသတင်းကောင်းတွေကြားတာမျိုးတွေကြံတွေ့ရလိမ့်မယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အလောက်အကိုင်းတွေမှာအဆင်ပြေတာမျိုးတွေကြံတွေ့ရလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြားတော့ပေါ့နော်အင်္ဂါတသမီးအနေနဲ့တစ်ခုတော့သိထားစေချင်တယ်ဆွဆွဲခံရတာမျိုးတွေပေါ့နော် အပုတ်ချပြောဆိုခံရတာမျိုးတွေပေါ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မိကုံတိတ်ခါကြဆရာပြောဆိုတာမျိုးတွေဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ငွေချေအစုလိုက်အပြုံလိုက်ဝလာခိုင်းနေရှိတယ်ပေါ့နော်ငွေဝလာတာမျိုးတွေလက်လက်ပတ်ပွင့်လန်းတာမျိုးတွေပေါ့ထိပေါက်တလုံးမျိုးငွေဝလာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရခိုင်းရှိတယ်ပေါ့နော် ကျွန်တော်တို့တူလောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့သူတွေရှိလို့ရှိရင်တူလောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမျက်ထားမျိုးအမျက်ထားမျိုးတွေပေါ့နော်အကျိုးအမျက်တွေခံစားရတာမျိုးတွေပေါ့ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်မိမိကိုယ်ကိုယ်ရဲ့နတ်တွေရှိလို့ရှိရင်အဲ့ဒီကိုယ်ကိုယ်နေတဲ့နတ်တွေရဲ့မာစာမှုတွေစောင်းရှောက်ကြည့်ရှုမှုတွေပေါ့နော် ဖေးမှားမှုတွေဒါမျိုးတွေကိုရှားရှိလိမ့်မယ်ပေါ့နော် ဆိုရနဲ့ပတ်သက်တဲ့အလုပ်တွေရဲ့သူပါလို့ရှိရပေါ့နော်ကျွန်တော်တို့ဆိုရရဲ့တိမှတ်ပြုခြင်းခံရမျိုးတွေပေါ့ဂုံပြုခြင်းမြခံရမျိုးတွေပေါ့နော်ဘွယ်လူကုံတူးတွေရရှိရမျိုးတွေပေါ့နော်လက်လက်ပတ်ရှင်လန်းတာမျိုးတွေတာမျိုးတွေဗုဒ္ဓသာသမိတွေဘာကြဖြစ်မှာပဲဖြစ်ပါတယ်ဗုဒ္ဓသာသမိပါလို့ရှိရင်ကွန်မန်လေးတွေမှတ်ဖြစ်သွားကြပါဦးပေါ့နော်ဗုဒ္ဓသာသမိအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာ ဘာတွေကြုံတွေ့လာရနိုင်သလဲဆိုတာကိုသိရလို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။အပမဲတင်ခါရဲ့ဒါတော့ပေးရဟောနေ့အတိုင်းကိုဒါတော့ပေးရဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်။လက္ခဏာမေးမယ်ဆိုလို့ရှိရင်သတော်ဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှားပါတယ်။လက္ခဏာနဲ့စာတာဘူးတွဲစစ်ဆေးလို့ရှားပါတယ်ပေါ့နော်။ဘောဓောတသမီးအနေနဲ့ကျွန်တော်တို့ပေါ့ 2025ခုနှစ်ပေါ့နော်ဆက်နလာပိုင်းထဲမှာမင်္ဂလာဆောင်မှုစီစဉ်ထားတဲ့သူတွေရှိရဲ့မင်္ဂလာပွဲတွေမဖြစ်တာမဖြစ်မြောက်တာမျိုးတွေအဖြစ်အနောက်တွေရရှိရတာမျိုးတွေပေါ့မင်္ဂလာပွဲပြတ်ထားမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်စိတ်ဒုက္ခရှောရတာမျိုးတွေ စစ်မပြေတာမျိုးတွေအခက်ခဲလေးတွေကြုံတွေ့ရတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရတတ်တယ်အလောက်မှာပေါ့နော်ကျော်ဒီအာမဆိုရဲ့အလောက်ကိုညင်းငွေတာမျိုးအလောက်ကိုစိတ်ကုန်တာမျိုးပေါ့နော်အလောက်မလောက်ချင်တော့တာမျိုးအလောက်ထွက်ချင်တာမျိုးပေါ့ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့လုပ်နေတဲ့သူရဲ့ရှိရတော့ကောင်းတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ ငွေဝင်လာတတ်တယ်။နာမည်ကောင်းတွေရရှိတတ်တယ်ပေါ့နော်။နာမည်ကောင်းတဲ့ရင်ကြော်စောတာမျိုးတွေတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်။ဒီကာလတွေမှာပေါ့အိမ်ချမ်းမြေနဲ့ပတ်သက်ရင်အလွန်စွာကြိုပေးတယ်။အိမ်ချမ်းမြေတွေပိုင်ဆိုင်ရတာမျိုးတွေအိမ်ချမ်းမြေတွေဝယ်ရတာမျိုးတွေအိမ်ချမ်းမြေတွေအမွေရရှိရာမျိုးတွေတာမျိုးတွေကြုံတွေ့ရတတ်တယ်။ချစ်သူရေးစားတဲ့ ရှိတော့ရှိရပါတော့အဲ့ဒီချက်သူရေးစားတွေမှာတတိယလူပေါ်လာတာမျိုးတွေပေါ့ဒါမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့ခြေရေးကိုစိတ်ကုံသွားတာမျိုးအငယ်နှောင်းလေးတွေပေါ်လာတာမျိုးဒါမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ဇာတာပေတတ်သမီးတွေတော့ဖတ်ကြပေးမှာဖြစ်ပါတယ်ဇာတာပေတတ်သမီးရပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်ဇာတာပေတတ်သမီးအနေနဲ့2025ခုနှစ်12လပိုင်းထဲမှာ ဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့တာရော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။အပမင်းသိန်ခါရဲ့တာရော့ပေရဟောင်းဒီအတိုင်းကိုတာရော့ပေရဟောကြားပေးမှာပဲဖြစ်ပါတယ်။လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစောဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရတယ်။လက္ခဏာနဲ့စာတာပူတွဲစစ်ဆေးလို့ရှာပါရတယ်ပေါ့နော်။ဇာတာပရိသတ်သမီးအနေနဲ့ပေါ့နော်။ကျွန်တော်2025ခုနှစ် 12လပိုင်းနဲ့မှာပါရဲကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိအောင်လို့ပေါ့နော်။ဒါတော့ကတ်ကိုကြည့်ပေးမှာဖြစ်ပါတယ်။စက်တူလုပ်ငန်းလုပ်နေရသူရဲ့ရှိရရှိရဲ့အဲ့ဒီစက်တူလုပ်ငန်းတွေမှာနာမည်ရတာမျိုးတွေငွေကြေးများစွာဝင်လာတာမျိုးတွေပေါ့။ဝင်ငွေကောင်းတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်။လုပ်ရှင်တဲ့အလုပ်တွေကိုဒီကာလတွေမှာရှယ်ရဲလုပ်ပါ။ အဲ့ဒီအလုပ်တွေကနေငွေဝယ်လာတာမျိုးတွေကံကောင်းထောင်းမာတာမျိုးတွေကျိုးစားအထောက်မှုတွေကြောင့်ငွေကြေးစုလိုက်ပြောင်းလိုက်ဝင်လာတာမျိုးတွေတာမျိုးတွေကြောင့်တွေ့ရလိမ့်မယ်ခီးတွေထွက်ရတဲ့ကျွန်တော်ပေါ့နော်ပြီးတွင်ပြီးပခီးတွေသွားတာမျိုးတွေပေါ့နော်ကြောင့်တွေ့ရတတ်တယ်ပေါ့နော်ကျွန်တော်စွန့်စားတဲ့ခီးတွေပေါ့နော်လေလာရတဲ့ခီးတွေပေါ့တောင်းတက်ခီးတွေပေါ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းအကျုပ်ပေးပေါ့နော် မမြော်လင်းသောသူထံကနေငွေဝင်လာတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်ဒီကာလတွေကကျွန်တော်ဆိုအောင်မြင်မဲ့ကာလတွေဖြစ်တယ်ဘာဘောပဲလှုပ်လှုပ်ရဲရဲလှုပ်ပါဒေတာပေါက်စင်ပြေလိမ့်မယ်အောင်မြင်လိမ့်မယ်ဆွေမျိုးကိုကြောင်ပြုပြီးတော့လင်မယားတွေစိတ်ကောက်ရတတ်တယ်ဆွေမျိုးကိုကြောင်ပြုပြီးတော့အိမ်တော်ကြီးတွေမတမယာဖြစ်တာမျိုးတွေအစမပြေဖြစ်တာမျိုးတွေပေါ့နော် အိမ်ဟာရေးမှာအညံ့နေဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်တောက်ကြသားသမီးအတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တောက်ကြသားသမီးပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်တောက်ကြသားသမီးအနေနဲ့ပေါ့2025ခုနှစ်ဆက်နလာပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိအောင်လို့ဒါတော့ကြည့်ပေးမှာပဲဖြစ်ပါတယ် အဘမင်းတင်ခါရဲ့တာတော်ပေးတဲ့ဟောနေ့အတိုင်းကိုတာတော်ပေးတဲ့ဟောကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်လက္ခဏာမင်းမဲ့ဆိုရင်တော့သတော်ဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မင်းမြန်လို့ရှားပါတယ်လက္ခဏာနဲ့စာတာဘူးတွဲဆက်စဲလို့ရှားပါတယ်ပေါ့နော်နောက်ကြာတာသမီးရဲ့အနေနဲ့ပေါ့နော်ကျတော့2025ခုနှစ်ဆန္နလာပိုင်းနဲ့မှာပေါ့နော်ပါရဲကြုံတွေ့လာရနိုင်တယ်လေ ဆိုတာကိုသိအောင်လို့တာတော့ကကြည့်ပေးပါမယ်။ကြတော့ပေါ့။ယောက်ျားလေးရပေါ့။မိန်းမလေးရပေါ့။ပြောရမယ်ဆိုတော့ပေါ့နော်။အဲ့လိုလိုမျိုးတွေအိမ်သားမှာရှိတော့ရှိရ။မိမိအိမ်ကိုပေါ့နော်။လဲလာတာပဲဖြစ်ဖြစ်ပေါ့။ညာရဲ့လက္ခဏာပဲဖြစ်ဖြစ်ပေါ့။ဒါမျိုးလေးတွေကိုရှောင်ကျင်စေခြင်းနဲ့ဘာဖြစ်လဲဆိုတော့လက်တိတ်စေတတ်တယ်ပေါ့နော်။ကြတော့ပေါ့ဒီကာလတွေမှာပေါ့နော် ခီးတွေထွက်ရတာမျိုးပေါ့မိမိရဲ့အိမ်ကိုပေါ့နော်အဲ့တဲ့ရောက်လာတာမျိုးပေါ့ဒါမျိုးတွေကြုံတွေ့ရတတ်တယ်မိမိရဲ့အိမ်မှာအဲ့တဲ့ရောက်လာလို့ရှိရင်လည်းအဲ့ဒီအဲ့တဲ့အတွက်စိတ်ညစ်ရတာမျိုးတွေပေါ့စိတ်မပြေဖြစ်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်အိမ်ောင်ရေးတွေစိတ်မပြေဖြစ်တတ်တယ်ပေါ့နော်အိမ်ောင်ရေးတွေမှာအညံ့ကြုံရတဲ့ကာလတွေဖြစ်သွားတတ်တယ်ပေါ့နော်အလောက်ကိုင်းတွေကလည်းကျွန်တော်ဝင်ငွေကောင်းတာမျိုးတွေ လာစားတိုးတာမျိုးတွေရှားတိုးတာမျိုးတွေအလောက်အကိုင်းတိုးတက်တာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်ကြော်တော့ပေါ့ဒီကာလတွေမှာလည်းခီးသွားမယ်ဆိုတော့ရှင်ခီးကန်နေလည်းကောင်းနေဗျအဲ့ဒီခီးတွေကနေပေါ့ကန်ပွက်လက်ပွက်နာမျိုးတွေငွေဝင်လာတာမျိုးတွေပေါ့နော် အလောက်အကိုင်းနေစင်ပြေသွားတာမျိုးတွေငွေကြီးအလုံးရင်းနဲ့ဝင်လာတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော် စနေသားသမီးရဲ့တော့ဖကြပေးမှာဖြစ်ပါတယ်စနေသားသမီးရဲ့ပါပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်စနေသားသမီးရဲ့အနေနဲ့ပေါ့2025ခုနှစ်17လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကို သိအောင်လို့ဒါတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အပမင်းသိန်းခါရဲ့ဒါတော့ပေးရဟောနေ့အတိုင်းကိုဒါတော့ပေးရဟောကြားပေးမှာပဲဖြစ်ပါတယ် လက္ခဏာမေးမယ်ဆိုတော့ရှင်ဆဆဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှားပါတယ်။လက္ခဏာနဲ့စာတာပူတွဲစစ်စေးလို့ရှားပါတယ်ပေါ့နော်။စနေသားသမီးရဲ့အနေနဲ့ပေါ့နော်။ဒါတော့2025ခုနှစ်12လပိုင်းနဲ့မှာပေါ့နော်။ကျွန်တော်ကားရင်တို့နဲ့ပတ်သက်ရင်အကျိုးပေးတယ်ဗျ။ရင်ကားနဲ့ပတ်သက်ရင်အကျိုးပေးတာမျိုးတွေပေါ့နော်။ ရင်ကားဝယ်မယ်ဆိုလို့ရှိရင်အကျိုးပေးတာမျိုးတွေဒါမျိုးတွေကြောင့်တွေ့ရလိမ့်မယ်ငွေကြေးပေါ်တော့ကျွန်တော်တို့အစိုးလိုက်အပြုံလိုက်ဝယ်လာတတ်တယ်ငွေကြေးကံကောင်းတာမျိုးတွေပေါ့နော်မမျော်လင့်ပဲနဲ့ငွေဝင်လာတာမျိုးတွေပေါ့နော်ငွေကြေးကျွန်တော်တို့ဒီလက်လက်ပတ်ပွင့်လန်းတာမျိုးတွေပေါ့ဒါမျိုးတွေကြောင့်တွေ့ရလိမ့်မယ်ကြတော့ပါနော်ဒီတမီးလေးရှင်တော့ ရိထားသေးခြင်းနဲ့တမီလေးတွေအိမ်ကနေထွက်သွားတာမျိုးအိမ်ကနေပျောက်သွားတာမျိုးပေါ့နော်ဒါမျိုးလေးတွေကြုံတွေ့ရတဲ့တဲ့အိမ်ကနေစိတ်ကောက်ပြီးတော့ပေါ့နော်ထွက်သွားတာမျိုးတွေဒါမျိုးလေးကြုံတွေ့ရတဲ့တဲ့ပေါ့နော်ကျွန်တော်တို့ပေါ့ဒီကာလတွေမှာပေါ့နော်အိမ်ပြင်တာပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်ပေါ့နော်အကျိုးပေးတယ်အိမ်ပြင်အိမ်ဆောက်ပြုလို့ရတဲ့တဲ့ အင်ပြင်းအင်ဆောင်ပြုလုပ်မယ်ဆိုလို့ရှိရင်လည်းအကျိုးပေးတဲ့ကာလတွေဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီကာလတွေမှာပေါ့နော်။ငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးဝင်လာတာမျိုးတွေပေါ့နော်။ဝင်ငွေတိုးတာမျိုးတွေပေါ့။ယာဓုဝန်တန်းနေဆိုလို့ရှိရင်လည်းယာဓုတိုးတာမျိုးတွေပေါ့နော်။ဒါမျိုးတွေကြုံတွေ့ရလိမ့်မယ်။စက်ပစ္စည်းနဲ့ပတ်သက်ရင်ဒေတာစက်ပစ္စည်းတွေပြတ်တတ်တယ်။စက်ပစ္စည်းတွေထွက်တတ်တယ်ပေါ့နော်။ အကျိုးပေးကဏ္ဍကတော့14ပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲမြန်မာပါဗျာကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ပြော် channel ကလည်းပြန်လည်ထူထောင်လိုက်ပါမယ်ကျွန်တော်ရဲ့ဒီမြန်မာပြည်ပြော် channel ကလည်းဘယ်ရင်ဟောစာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီမြန်မာ channel ကို subscribe မနေရသေးဘူးဆိုရင်ဒါကိုကြည့်ပါနောက်နေ့မြတ်ဟောစာများကိုအမြဲတမ်းနိုင်ရအတွက်လည်းဒေတာကပေါင်းပေါင်းလေးကို တောင်တဲ့မီအောင်ချက်တော့ပြီးပြီးသွားတာဗျာကျွန်တော်တို့ရဲ့ပြည်တော်ကရဲရော်ချက်တော့ဆိုရင်ဆရာကြီးစံသားဒီကိုရဲ့ဘေးဟောစရမြာဆရာကြီးတိတ်တိတ်ဆိုရဲ့ဘေးဟောစရမြာဆရာလေးဆရာငယ်ရဲ့ဘေးဟောစရမြာဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောစရမြာဆရာစံရဲ့ဘေးဟောစရမြာဟောစရမြာဆရာဟိမဝန္တာရဲ့ဘေးဟောစရမြာအစာကြီးတော်ဘေးဆရာကြီးများရဲ့ဟောစရမြာဆရာမချောစစ်စုတာဆရာမထားရတဲ့ရစား ပတ်စဉ်ပတ်စဉ်လောက်နေလောက်နေတိုင်းတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြည်မှာပြည်ရေးကျော် channel ကို subscribe ပြီးအားပေးတော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါမယ်။ပန်ကြားလိုက်ပါခင်ဗျာ။ကျေးဇူးပြုတော့ပဲလိုက်ရန် share လေးများနဲ့လုပ်ပေးခဲ့ကြပါလို့ကောင်းဆုံးလိုက်ပါခင်ဗျာ။အားလုံးပဲလက်ပါ share ပါခင်ဗျာ။ဒီ video ပေးတဲ့ဟောစာများကိုကြည့်ရှုနားလည်ဖတ်သွားဖတ်စားပြီးသွားကြပါဦးခင်ဗျာ။